မင်္ဂလာပါပရိသတ်များခင်ဗျာပရိသတ်အားလုံးမြင်တွေ့ခဲ့တဲ့အချိန်မှာကျွန်တော်တို့ချင်းဖိုင်တာလေးကတော့အကောင်းမွန်ဆုံးဆွမ်းဆောင်ရည်ကိုဒီနေ့မှချပြနိုင်ခဲ့ပါပြီဂျောရှွာဗန်နဲ့ဘရန်ဒန်ရိုက်ဗယ်ပွဲကတကယ်ကိုကြမ်းတမ်းလို့နဲ့ပွဲချင်းတပွဲလို့သတ်မှတ်ရမှာပါဖိုင်တာနေရာလုံးကလည်းလက်သီးထိုးချက်ဒီနေ့အပြန်အလှန်ကိုရှယ်ချမ်းကြတဲ့ပွဲချင်းတပွဲဖြစ်ပါလေကျွန်တော်ပြလက်တီအခြေရီနဲ့ရင်တမမနဲ့ကိုစောင့်ကြည့်ခဲ့ရတဲ့ပွဲတပွဲဖြစ်ပါလေဖိုင်တာနေရာလုံးကအကောင်းဆုံးဆွမ်းဆောင်ရည်ကိုချပြခဲ့ကြတာပါ ျွန်တော်ချင်းဖိုင်တာလေးနေနဲ့လေဂျော့ရှွာဘရန်ဒန်ရိုက်ဘယ်ကိုအတိုင်းဆုံးဖြတ်နေအပါရပြီးတော့အခုဆိုရင်တိုက်တဲ့ element တိုက်တဲ့ challenger ဖြစ်လာပါပြီဂျော့ရှွာဘန်ဒီပွဲမှာအနိုင်ရသွားတဲ့အတွက်ကြောင့်မလို့ချန်ပီယံစိန်ခေါ်ခွင့်ကိုရသွားပြီဖြစ်ပါတယ်ဂျော့ရှွာဘန်ပထမအချိန်မှာကလည်းကဘရန်ဒန်ရိုက်ဘယ်ကိုတစ်ခါကြောင်းထိုးထားနိုင်ပါတယ်ဒုတိယအချိန်မှာတော့ rival နည်းနည်းလေးပြန်စည်းတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Brandon Rival ရဲ့လက်သီးတွေ jab ထောက်တဲ့အရာတွေအဲ့ဒီ1 2တွေအဲ့ဒါတွေက Brandon Joshua Van ကိုနည်းနည်းလေးအထိနာသွားစေပါတယ်။ ။ဒါပေမဲ့ Joshua Van ကတွဲလုံးတွေ combination တွေကအလှပအများကြီးသုံးထားနိုင်ပါတယ်။တတိယအချိန်မှာတော့ကျွန်တော်တို့ fighter လေးအနေနဲ့ qua way တစ်ခုကနေမကစားတော့ဘဲနဲ့ Brandon Ryan နဲ့အနီးကပ်ကိုကစားတယ်။ကစားပြီးတော့1 2တွေ left foot right hook တွေနဲ့ Brandon Ryan ကိုပြန်ကစားပါတယ်။အဲ့ဒီအချိန်နောက်ဆုံးပွဲပြီးကနေမှ Joshua Van ရဲ့ right hook ကြောင့် Brandon Ryan ကျသွားတယ်။ အဲ့ဒီမှာအပေါ်နေ Joshua Van ဖိထိုးတယ်ပုံမှန်ဆိုရင်ပွဲချိန်ဒါမပြည့်သေးရင် Van နေနဲ့ပွဲဖြတ်ကောင်းဖြတ်လို့ရပါမယ်ဒါမဲ့အခုကပွဲချိန်ပြေဖို့10စက္ကန့်လောက်လိုမှဖြစ်သွားတယ်ကြောင့်မလို့ပွဲချိန်ကပြည့်သွားတယ်အဲ့ဒါကြောင့်မလို့ Joshua Van နေနဲ့ပွဲချိန်တွင်းမှာအဆုံးသတ်ပြနိုင်ခြင်းမရှိပါဘူးဒါပေမဲ့ဒိုင်း3ယောက်လုံးကအနိုင်ပေးပြီး unanimous decision နဲ့ Joshua Van ဟာ number 1နေရာမှာရပ်တည်နေတဲ့ Brandon Rivera ကိုအနိုင်ပြနိုင်နိုင်ပြီဖြစ်ပါလေပြိတ္တများခင်ဗျာမြန်မာပြည်သက်တွေအတွက်တကယ်ကိုဂုဏ်ယူစရာကောင်းတဲ့နိုင်ပွဲတစ်ပွဲကို Joshua Van ကပုံဖော်ပေးလိုက်တာဖြစ်ပါတယ် ပွဲပြီးအင်တာဗျူးမှာဆိုရင်သူ့အနေနဲ့လာမယ့်အခုချန်ပီယံလူပွဲမှာနိုင်တဲ့ကောင်တွေသူနဲ့မျက်နှာချင်းဆိုင်တွေ့ဖို့ဒေနာဝိုက်ကိုခွင်တောင်းသွားပါတယ်။သူ့အနေနဲ့ကွင်းပေးမှာရှိနေမယ်ဆိုပြီးလည်းပြောသွားပါတယ်။ကျွန်တော်တို့ချင်းဖိုင်တာလေးကတော့တကဘာလုံးကိုအန်အားသင့်အောင်ထပ်မံလှုပ်ပြလိုက်ပါပြီ။ ranking number 12နေရာကနေ ranking number 1နေရာမှာရပ်တည်နေတဲ့ number 1 contender ကြီးကိုဖျောက်ပြလိုက်တာပါ။ တကယ်ကိုစွမ်းဆောင်ရင်ကောင်းတယ်ချပြလိုက်နိုင်တယ်လို့ပဲကျွန်တော်ကတော့ထင်မြင်ဆမိပါတယ်ပရိသတ်များခင်ဗျာဂျိုရှွာဘန်ရဲ့လက်ရည်ကလုံးဝကို short ထွက်လို့မရတဲ့အနေထားတစ်ခုကိုရောက်လာပါပြီလူကောင်ကအနေငယ်သေးနေလို့သာဂျိုရှွာဘန်နေနဲ့ပြိုင်ဘက်တီနဲ့ထိုးတက်တဲ့အချိန်မှာအနေငယ်အခက်ကြုံရတာရှိပါတယ်သို့ပေတော့ညလဲဂျိုရှွာဘန်ဒီနေ့ပွဲမှာဆိုရင်နံပါတ်1နေရာမှာရပ်တည်နေတဲ့ American Fighter ကိုစွမ်းဆောင်ရင်ကောင်းနေနဲ့အကောင်းဆုံးချပြလိုက်နိုင်တယ်ကျွန်တော်တို့ပရိသတ်အားလုံးတွေ့ထားပြီးသားဖြစ်ပါတယ် ဒီလိုဆိုရင်ဘာအခင်းချင်းတွေဆက်လက်ဖြစ်လာမလဲဆိုတော့အခု UFC က Flyweight နဲ့ Champion လူပွဲဖြစ် Alexander Pantoja နဲ့ Kain Kara Friend လို့ထိုးကြမယ်အဲ့ဒီပွဲမှာ9နဲ့ Fighter နဲ့ Joshua Van နဲ့တွေ့ဖို့ချိန်တွေသွားပါပြီဘာကြောင့်လဲဆိုတော့ UFC 317ရဲ့တရင်းသာရှင်းလင်းပွဲမှာဩခရာကြီး Dana White ကိုယ်တိုင်က Joshua Van နဲ့ Brandon Rivera တို့ပွဲမှာအနိုင်ရတဲ့သူကို Champion စိန်ခေါ်ခွင့်ပေးမယ်လို့ဂရုပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့အခု Joshua Van က Brandon Rivera ကိုအနိုင်ရသွားပြီဖြစ်တဲ့အကြောင်းမလို့ Champion စိန်ခေါ်ခွင့်ကိုထိုက်လိုက်တဲ့နဲ့ရရှိသွားပြီဖြစ်ပါတယ် ျွန်တော်မြန်မာကိုစားပြုဖိုက်တာလေးအနေနဲ့ချန်ပီယံခပတ်ကြီးကိုရဖို့လုံးဝလက်ထကန်အလိုကိုရောက်ရှိလာပြီလို့ပြောလို့ရမှာဖြစ်ပါတယ်ပြည်သက်များခင်ဗျာဂျော့ရှွာဗန်တက်တကယ်ကိုဂုဏ်ယူမိပါတယ်အကောင်းဆုံးနိုင်ပွဲတစ်ပွဲကိုပြည်သက်တွေစီရောက်ရှိအောင်ပွေးတဲ့အတွက်ကြောင့်မလို့လည်းအထူးပဲကျေးဇူးတင်ပါတယ်ဂျော့ရှွာဗန်နင်ကတော့ပွဲပြီးမှ Fight of the Night ပေးဖို့တော့မှဒီနာဝိုက်ကိုတောင်းဆိုသွားပါတယ်တကယ်လဲ Fight of the Night ပေးဖို့ထိုက်တယ်မှာတယ်ဖိုက်တာနှစ်ယောက်လုံးကဘောလန့်ဆရာဖို့ထိုက်တယ်နဲ့ပွဲချမ်းတစ်ပွဲဖြစ်ပါတယ် ဟုတ်ကဲ့ကြီးနေနဲ့ bonus ပေးမလားမပေးဘူးလားဆိုတော့ပွဲပြီးတရင်လာရှင်းလင်းပွဲမှာဆက်တဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဘာပဲဖြစ်ဖြစ်တကယ်ကိုကိုင်းပါတယ် Joshua ဘယ်ကြီးပြီးတော့ကျွန်တော်တို့အခုမကြခင်မှာ flying weight and champion လူပွဲနဲ့ light weight and champion လူပွဲတွေရှိနေပါသေးတယ်ပြိတက်တွေအားလုံးဆက်လက်စောင့်ကြည့်အားပေးကြပါအောင်ခင်ဗျာတဆုံးလေးကြည့်ပြီးတဲ့ပြိတက်တဦးတယောက်ချင်းစီတောင်အထူးမင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ